မေရိကန်နိုင်ငံရဲ့ကန်တက်ကီပြည်နယ်မှာကုန်တင်လေယာဉ်တစ်စင်းပြက်ကျလို့အနည်းဆုံးလူလေးဦးတေဆုံးခဲ့ပြီး17ဦးထပ်မံတန်းရာရရှိခဲ့တယ်လို့သိရပါဗျ။ပြက်ကျခဲ့တဲ့လေယာဉ်ဟာ McDonnell Douglas MD-11 အမျိုးအစားကုန်တင်လေယာဉ်ဖြစ်ပြီးနိုဝင်ဘာ၄ရက်နေ့ညနေပိုင်းတုန်းက Louis B မြို့မှာရှိတဲ့ Mohammed Ali နိုင်ငံတကာလေဆိပ်နားမှာပြက်ကျခဲ့တာဖြစ်ပါတယ်။လေယာဉ်ပြက်ကျမှုကြောင့်မြေပြင်မှာရှိတဲ့စီးပွားရေးလုပ်ငန်းဆိုင်ရာအဆောက်အအုံတချို့လည်းမီးဆွေးလောင်ခဲ့တယ်လို့မျက်မြင်တွေကပြောပါတယ်။ ကန်တက်ကီပီနယ်အုပ်ချုပ်ရေးမှူး NDB ရှာကဒီဖြစ်ရဟာတကယ်ကပ်ဘေးတစ်ခုလို့ပြောကြားခဲ့ပြီးဒေတာခန့်တွေအနေနဲ့ဘေးကင်းလုံခြုံရေးအတွက်အနာပိုင်တွေညွန်ကြားတဲ့အတိုင်းတည်တည်ကြကြလိုက်နာကြဖို့တိုက်တွန်းထားပါတယ်လောလောဆယ်တော့အသေးပြောက်လေးဦးရှိတယ်လို့နားလေထားကြောင်းဒါပေမဲ့အဲ့ဒီထက်အများကြီးတိုးလာမယ်လို့လည်းယူဆထားတယ်လို့ဘီရှာကဆိုပါတယ်။တန်ရာရသူကလည်း၁၁ဦးထက်မနည်းရှိနိုင်ပါတယ်။သူကမြေပြင်မှာရှိတဲ့အလုတ်သမား၂ဦးလည်းပျောက်ဆုံးနေပြီးအဆောက်အုံကြီးတစ်ခုလည်းထိခိုက်တက်ရောက်မှုတွေခံခဲ့ရတယ်လို့ပြောပါတယ်။ လေရင်ဝန်ထမ်း၃ဦးစလုံးကတော့တိတ်ဆုံးသွားပြီလို့ယုံကြည်ရပါတယ်။ပြည်내အုပ်ချုပ်ရေးအာဏာပိုင်အရာရှိနောက်တဦးကတော့ပြတ်ကျတဲ့လေရင်ဟာလောင်စာဆီကလန်၃၈000လောက်တင်ဆောင်လာခဲ့တယ်လို့သတင်းထောက်ရစီအတည်ပြုခဲ့ပါတယ်။ American Federal လေကြောင်းအာဏာပိုင်အဖွဲ့ FA ရဲ့ကြေညာချက်အရလေရင်ဟာဟာဝိုင်ယီပြည်내ရဲ့ဟိုနိုလူလူမြို့စီဥတီပြန်တက်သွားပြီးမကြာခင်မှာပြတ်ကျခဲ့တယ်လို့သိရပါတယ်။လေရင်ဟာကုန်တင်ဖို့အ धिक အသုံးပြုလေရှိကြတဲ့အမျိုးအစားဖြစ်ပါတယ်။ လေရင်ပြတ်ကျမှုအပြီးမှာတော့လေးစက်ရဲ့အဝင်အထွက်ခီးစင်အလုံးကိုယာယီဆိုင်ငံ့ထားပြီးလေရင်ကွေးကိုလည်းပိတ်ထားခဲ့ရပါတယ်။လေရင်ဘာကြောင့်ပြတ်ကျရတယ်လဲဆိုတာကိုတော့တိတိကျကျမသိရသေးပါဘူး။အမေရိကန်ရဲ့အကြီးမားဆုံးကုန်ပစ္စည်းတည်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ United Parcel Service UPS ကအဲ့ဒီလေရင်ကိုပိုင်ဆိုင်တာဖြစ်ပါတယ်။ကန်တက်ကီပြည်နယ်ဟာ UPS ရဲ့အကြီးမားဆုံးကုန်စည်ထုတ်ဘူးတည်ယူရေးဌာနကြီးတည်ရှိတဲ့ပြည်နယ်လို့လည်းသိရပါဗျ။